အားလုံးပဲမင်္ဂလာပါရေဘော်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အော်တိုဘာ16ရက်နေ့ဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အထင်ကရတစ်ခုဖြစ်တဲ့ရွှေဒဂုံဖျားပေါ်မှာမြို့ရေးစေဝါတရားဝင်ဝေယူလို့ရနေပြီဆိုတဲ့အကြောင်းကိုဖော်ပြပေးချင်တာပါတတော်ကိုရုပ်ဆိုးအထီးကျန်လွတ်ပါတယ်ဒီမစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တိကျခိုင်မာတဲ့သတင်းတွေရရှိထားတဲ့အပြင်ရွှေဒဂုံဖျားနီးမှာ ဝိုင်ငွေစင်မျိုးစုံကိုအရာအဝင်ရောင်းနေတဲ့သူတွေကျွန်တော်စွမ်းသိရှိရသလောက်15ဦးထပ်မနေရှိတယ်။ဒါအပြင်ရဲကဖမ်းမပြီးဘူးလားအဲ့ဒီရဲခွေးဆိုတဲ့ကောင်တွေကဖမ်းခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားတယ်။ရဲကဖမ်းပြီးပြီဆိုရင်မလုပ်လဲဆိုတော့ WY စေးပြားတွေကိုတိမ့်တယ်။ပြီးတော့ငွေကိုလည်းတိမ့်တယ်။လူကို ဖမ်းလားဆိုတော့လူကိုဖမ်းဘူးငွေထက်တောင်းပြီးတော့မွေးစီရောင်းတဲ့သူတွေကိုပြန်လှုပ်ပေးတယ်ဆိုတဲ့အကြောင်း joint မိသားစုဝင်ကိုကျွန်တော်ဖော်ပြပေးခြင်းပါတယ်လျောင်းရန်ကာကွယ်ရေးနဲ့ရေကန်ဒီအကြောင်းကိုလည်းအစတဲမှာကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ်ဒီရကောင်တွေကတပွဲ့အလကတကောင်နဲ့ပူပေါင်းကျွန်တော်တို့တက်တွေစီမှာအလံဖြူထောင်းလက်နက်ချအညံ့ခန္ဓာက တဖွဲ့ပုဆုံးပတ်ဆက်ပင်နေတာကလည်းတဖွဲ့ရှိသေးတယ်ဆိုတော့အကြောင်းနေကျွန်တော်ရင်မိသားစုဝင်ကျွန်တော်နဲ့အတူတူဆွေးနွေးရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ရင်ကြည့်ရှုဖို့ကျွန်တော်ရင်မိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။ဒီအပိုင်းတွင်မှာကျွန်တော်ရဲ့ Telegram Logout တွေခဏခဏဖြစ်နေပါတယ်။ဆိုတော့ကျွန်တော်တော့ Login နေ ပြန်ဝင်နေရတယ်ဆိုတော့ကျွန်တော်ရဲ့ဒါ Telegram ပေါ့เนาะကျွန်တော်မိသားစုဝင်နေတဲ့စကား reply မပြန်နိုင်တာလေးတွေရှိပါတယ်ဒါလေးကိုလည်းခွန်လွန်နားလည်ပေးပါလို့အဲကျွန်တော်ပြောကြလို့တယ်ဟုတ်ပြီဒီတော့ကတစ်ဖွဲ့နည်းနည်းချလာတာတစ်ဖွဲ့အဲ့နဲ့ကြီးနဲ့တင်နေတာကတစ်ဖွဲ့အဲ့ဒီအကြောင်းအရင်ဆုံးတပြပေးခြင်းတယ်အဲ့ဒီနေရာကတော့နတ်ရေကန်လေကြောင်းရန်ကာွယ်ရေး ဒီဟာစကန်းနောက်ဆက်တွဲစပိန်ပိုင်းမှာဒီစပိန်ပိုင်းကတော့မင်းရဲ့ခွေးတွေနဲ့မင်းရဲ့စခွေးတွေကိုငါဘုတ်ပြည်သူတွေအားလုံးဝိုင်းထားတယ်ဟဲ့အားလုံးလက်နဲ့ချအញ្ញံခံလက်နဲ့မချဘူးအញ្ញံမခံဘူးဆိုရင်တော့ကိုယ်တိုင်းကိုယ်ရေးကိုယ်တိုင်းကိုယ်တူမစီတော့မကိုက်နဲ့အဝေစီငရဲကိုအဆုလိုက်အပြုံလိုက်အချိန်နဲ့တခါလဲစင်းပြည်သူကဝိုင်းထားတယ်နော် လက်ရှိနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့အနာယူအကြမ်းဖက်စစ်ရာဇွတ်ကောင်တွေကိုလည်းကျွန်တော်ပြည်သူတွေက ဝိုင်းထားတာဖြစ်တယ်။ဟုတ်ကဘာကြီးကပါဝိုင်းနေပါဘူး။မေဂန်သမရဒေါ်နယ်ထရန့်ကအာဆီယံနဲ့အာဆီယံဆိုင်ရာအစည်းအဝေးတစ်ခုကိုတက်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာတယ်။ဆိုတော့မေဂန်သမရကြီးအာဆီယံအစည်းအဝေးတက်မယ်ဆိုတာနဲ့ဒီဘက်ကသူတွေကလည်းအတန်မျိုးစုံထွက်နေပါပြီ။ ျွန်တော်တို့ကြားဖြတ်နဲ့ပတ်သက်တဲ့တရားဝင်လုပ်ပိုင်ခွင့်ရနေတဲ့နေရာတွေကိုလည်းကဘာကြီးကသိရှိပြီးဖြစ်နေတာကိုဗျဟုတ်ပြီဒါတော့ကဘာရဲ့ရဲ့မှာလက်ရှိခံနေရတဲ့သူတွေအတန်ထွက်လာတော့မောင်မင်းကြီးသားဒေါ်နယ်ထရပ်မหนีနိုင်တော့တဲ့အတွက်အာဆီယံစီးဝေးကိုဝင်ရောက်ပြီးတော့ဖြေးမှဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုခင်ကိုအကြုံတင်ပြီးတော့ သတင်း message ပေးတာပါဟုတ်ပြီကျွန်တော်နိုင်ငံလေကြောင်းရဲ့တာဝယ်ရေးပြူဟာကျွန်တော်အကတ်တက်တော့ A in a ball တစ်ဖွဲ့ဝင်တဲ့တိုက်ခိုက်သိမ်းပိုက်ချေမှုမှုချိတ်ဆိုတော့ decision ရတကယ်ကိုအားရဖို့ကောင်းတယ်လက်ရှိကျောင်းနိုင်ငံတွင်းထဲမှာအောင်မြင်ဆုံးလို့လည်းပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့အဲပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေနဲ့တကယ့်ကိုမာမိတ်ဆက်ဆံရေးမှလည်းပဲခိုင်မာချစ်လက်အားကောင်းမောင်းတန်အနေနဲ့စစ်မှန်တဲ့မျိုးစုံကိုပတ်ပြီးတော့တီးနေတဲ့ ပါတီအဖွဲ့အင်းနဲ့ပေါ်တဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေတွင်ထဲမှာပြီးခဲ့တဲ့ရပိုင်းတွင်းမှာလည်းကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်တယ်။နေကန်နေကြောင့်တာဝယ်ရေး viewer scan ကနေပြီးတော့အတုံးပြီးတတုံးတင်ရဲကောင်တွေကတေးတာပြီးတဲ့ကောင်တွေကသေးပြေးတာအခုဆိုရင်အလံပြူတော့လက်နဲ့ချတာတွေကလည်းအများအပြားပြီးမယ်ဆိုတော့အလုံးသိရှိပြီးကျွန်တော်တို့ပြောရင်မယုံနဲ့ကျွန်တော်ရဲ့မိသားစုမယုံသူတို့တက်သူတို့ရဲ့တက်တွင်းထဲမှာရှိနေတဲ့ အခုမိုးဆိုးမတန်းရလို့လည်းပြောလို့ရတယ်မိုးဆိုးမတို့ရွာကထွက်လာတဲ့အတန်တွေကိုနားထောင်ကြည့်ကျွန်တော်မကွေးအီယာဝရီအခုအလကတော့အေနဲ့ထိစပ်နေတဲ့ဆင်မနာပြင်ကိုတို့ရဲ့ဒင်းတော်မောင်နေပို့ခံလိုက်ရပြီဆိုရင်တို့ဟာတည်ကြပြီဆိုတာမိုးဆိုးမဖြစ်ဖို့တည်ကြပြီဆိုတာကလည်းအားလုံးသိရှိနေပြီဗျဟုတ်ပြီအခုအဖွဲ့တွေကတော်တော်များတယ်ဗျတင်ရအဖွဲ့တွေရော အလံပြူတော်လည်းနဲ့ချတဲ့ဖွဲ့တွေရောပြေးနေတဲ့ကောင်တွေရောဒါတွေကိုကျွန်တော်အာကတ်တော်အိမ်နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူ့အာဝါရေးတက်ဖွဲ့ဝင်တွေအဲ့ဒီဆက်စင်ရေးမှာမာမိတ်အနေနဲ့ဝင်ကြမ်းနေတာဖြစ်တယ်ဒီပွဲမှာသူပြည်တဲ့သူတွေနဲ့စစ်ကိုစစ်ကြောင်းတွေကိုဂျာပြတ်တိုက်ခိုက်မှုတွေလိုက်လံရှင်းလင်းနေတဲ့အခြေအနေတကယ်ကိုအားရဝယ်ကောင်းတာပါအကြက်တော့အေးနဲ့အချိုးတော်သတင်းတွေကိုတရားဝင်မထုတ်ပြန်သေးဘူးဆိုတာပြေးကောင်းနေတဲ့ကောင်တွေရှိနေသေးလို့ပါအခုပြေးနေတဲ့ကောင်တွေတဲမှာမှာကစင်ကလေးရပါဗျာ အပြင်းနေရင်းနဲ့ဒါတက်ပြက်သွားတဲ့အခြေအနေရောက်ရှိသွားပြီလို့ကျွန်တော်တို့စီနေမြေကန်တဲ့ရရှိထားတာဖြစ်တဲ့ကျွန်တော်အရမ်းတော့ AA မှာရရှိအပါအဝင်အကြမ်းဖက်စစ်ခွေးတက်ကကောင်းတယ်အများပြားနေ့စဉ်လာရောက်ပြီးတော့လန်ပြူထောင်းလက်နဲ့ချနေတယ်ဆိုတဲ့သတင်းကောင်းတွေလည်းဖော်ပြခြင်းနဲ့အချို့တော့ဒါထပြေးဆုတ်ခွာနေတဲ့ကောင်းတွေကိုသူတို့စခွေးလက်တက်ကဘယ်ဘုံကျဲပြီးတော့ တက်ဖြတ်နေတဲ့ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်ဒါကတော့သူတို့ဘွားသူတို့အကြောင်းဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်အဓိကကျွန်တော်မိသားစုကိုတင်ပြပေးချင်တာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အထင်ကြီးရလည်းဖြစ်တယ်ဒါတင်ဂေတာပြည်လို့တခုလည်းဖြစ်တယ်ရွှေကုန်ဖျားမှာ WY နဲ့မွေးစည်းဝါးတွေကိုတရားဝင်ရောင်းချနေတဲ့အဖွဲ့ရှိနေတာပါအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပြမှာရွှေကုန်ဖျားရဲ့ကျွန်တော်တို့ဒါ အာကျွန်တော်တို့အလံပြဖျားပေါ့နော်ဆက်ဆက်နေတဲ့နေရာအဲ့ဒီအလံပြဖျားမှာလက်ရှိကာလမှာအရင်ရောတဲ့ကအကျမဖက်စစ် ခွေးတက်ကကောင်လေးတက်ဆွဲထားတဲ့နေရာအလံပြဖျားအဲ့ဒီနေရာကကျွန်တော်တို့ဒါနိုင်ကျွန်တော်နိုင်ငံတွင်းထဲမှာတကယ့်ကိုရာဇဝင်တွင်းတဲ့နေရာလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဂျပန်ခက်ခဲကဒါအချို့ခိုင်ခိုင်မာမာတိစောက်ခဲ့တဲ့နေရာလည်းရှိတယ်အဲ့ဒီနေရာမှာပဲစခွေးတွေကဒါတက်ဆွဲထားတာဖြစ်တယ် အဲ့ဒီဆွဲထားတဲ့နေရာကိုရှာဖွေခွင့်တာရမယ်ဆိုရင်ကျွန်တော်မိဘပြည်သူတွေသူတို့ခွင့်ပေးတယ်ဆိုရင်ကျွန်တော်ပြည်သူပဲသွားရှာလိုက်အဲ့ဒီအလံပြဖျားမှာတဆွဲထားတဲ့စခွေးတွေသူတို့ရောက်ဝင်မှာပဲငွေစေဝါဘူကျွန်တော်မိဘပြည်သူတွေဖန်စီရမိမှာဖြစ်ပါတယ်ကျွန်တော်သတင်းမခိုင်မှာမပြောပါဘူးအဲ့ဒီမှာရောက်ဖောက်ကားနေတဲ့အကြောင်းတွေကိုကျွန်တော်မပြောခဲ့အလံပြဖျားမှာတဆွဲထားတဲ့ အဲ့ဒီမှာရဲခွေးနဲ့စစ်ခွေးတွေကိုပဲစစ်လိုက်တရင်အရိုးလက်ဝဲမမီဘူးဆိုရင်စီးစစ်လိုက်အကုန်ပေါ်တယ်ကျွန်တော်ရဲ့မိသားစုမွေးစီဝါသုံးဆွဲနေတယ်မွေးစီဝါရောင်းရဖောက်ကားနေတယ်ဆိုတာအချမ်းဖက်စစ်ခွေးတက်ရဲ့အရာရှိဘိုင်းတွေနဲ့အောက်ခြေကကောင်းနေအကုန်လုံးလုံနေကြတာဖြစ်တယ်ဟုတ်ပြီဒီတရင်ကိုကျွန်တော်ဖော်ပြခြင်းကကျွန်တော်ဒီပြည်သူတွေအနေနဲ့ ဒါကိုသိရှိဖို့အရေးကြီးတယ်။ဗန်းမြို့နယ်ရွှေကုန်းဖျားအရှိတ်မုတ်ဝဗန်းဇေအနီးကျေးတွန်းဖျားဝင်းကျင်မှာလဲ WY မြေစေးပြားရောင်းချနေသူ15ဦးထပ်မနေရှိနေတယ်လို့တိကျတဲ့သတင်းတွေရရှိထားတာဖြစ်တဲ့ရဲစခန်းကရဲတွေကစေးပြားရောင်းတဲ့သူတွေကိုဖမ်းလာဆိုရင်ဖမ်းခဲ့တဲ့အကြောင်းတွေကိုလည်းသူတို့ကြတိထားတာရှိတယ် ဖမ်းတော့ပြတယ်မွေးစေဝါအလူဝိုင်းပြားတွေကိုဖမ်းတယ်ပြီးတော့မွေးစေဝါရောင်းနေတဲ့အချိန်မှာပါလာတဲ့ငွေကိုသိမ်းတယ်ပြီးတော့ဖမ်းထားတဲ့မွေးစေဝါရောင်းတဲ့သူတွေကိုဖမ်းလာဆိုတော့မဖမ်းဘဲနဲ့သူ့ကိုကြတော့ငွေကြေးရယူပြီးတော့သူတို့ပြန်လွတ်ပေးတယ်စီလာဘိုင်းကိုတောင်းဆိုမဲ့မကြခဏလုံးလေးရှိတယ်လို့ကျွန်တော်တို့ရက်ကွက်နေဒေသခံကသတင်းပေးပို့ထားလာဖြစ်ပါတယ်ဆိုတော့ဘန်ယေစကန်က လက်ရှိတာဝန်ရှိနေတဲ့ရဲခွေးတွေအကြောင်းကျွန်တော်ရဲ့မိသားစုဝင်တွေသိပြီလို့တော့ကျွန်တော်ယူဆပါတယ်။မွေးစေဝါရောင်းသူတွေမှာဗန်းမြို့နယ်ရေတားရှင်ရက်ကွက်နဲ့ရွှေနန္ဒာရက်ကွက်မှာနေထိုင်သူအချို့ပြီးတော့ဒါလမ်းပေးအင်ယာမဲ့တွေဖြစ်ပြီးတော့အချို့ဆိုရင်ဒါဆေးပြတပြားကိုမြန်မာကျပ်ငွေတထောင်နဲ့စတင်ပြီးတော့ရောင်းချမြန်မာကျပ်ငွေတထောင်မနည်းကလည်းမွေးစေးနဲ့ပတ်သက်ပြီးကျွန်တော်ဖော်ပြခဲ့တယ်။ဒီမွေးစေးကိုထောက်တာကလည်း တရခန့်အဝေးကြီးမစင်းစားနဲ့ဒီနေ့တရင်နောက်ဆုံးမှာဝိစေဝါတွေဒီကုန်ကားနဲ့နှစ်စီးအပြစ်တဲဆောင်လာတဲ့အကြောင်းနဲ့အဲ့ဒီကားမှာပါလာတဲ့ကောင်းဒီဘသူလဲဆိုတာကိုကျွန်တော်ဖော်ထုတ်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုအစီအစဉ်ပြောင်းဖို့မြန်မာငွေကျပ်တစ်ထောင်နည်းနဲ့ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေစဉ်းစားကြည့်ပါဘလောက်တောင်မှဖော်ခြင်းတော်ခြင်းဖြစ်နေလဲဆိုတာမျိုးအခု ရန်ကုန်ထဲမှာရှိတဲ့ကိုစင်းနှုံးနေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်မိသားစုဝင်အားလုံးသိရှိပြီးဖြစ်ပါတယ်တရားဝင်ရောက်ချနေကြတာပါတဲ့မွေးစီရောရောက်ချသူတွေရဲ့နောက်ဆက်တွဲအနေနဲ့ဘာလို့ဖြစ်ပေါ်လာလဲအဲ့ဒီပတ်ဝန်းကျင်မှာဖိုးဆိုလူ night တွေနေ့စဉ်ဖြစ်ပွားနေတယ်ပြီးတော့ဓာတ်ထောက်ပြီးတော့လူရက်တာတွေနောက်ဆုံးဗျာဖုံးလူတာတွေပတ်စံအိတ်တောင်မှဒါကြမ်းကြမ်းညက်ပြီးတော့လွယ်ပြီးတော့သွားလို့မရတဲ့အခြေအနေတွေရန်ကုန်မှာရှိတဲ့ကျွန်တော်မိသားစုတွေတည်ဆုံးကျွန်တော်ထွေထူးအောင်ပြောကြမလို့ဘူး ပြီးတော့အဲ့ဒီမှာရှိနေတဲ့လူနေအိမ်တွေဖုန်းကြီးကျောင်းတွေမက်ဒီကရှင်ကျောင်းတွေဘန်းစေးထဲမှာရှိတဲ့စိုင်တွေကလည်းမကြာခဏဖောက်တွင်းခံရတယ်ဖုန်းကြီးခိုးခံရတယ်ဆိုတာကတော့ယိုးဤနေပါပြီတဲ့စေကုဘလာတဲ့သူတွေရှိကြတယ်ဆိုတော့အဲ့ဒီနေရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုနေတည်မှာပါဆိုအဲ့ဒီဒီရေပုံပြားပဝင်းကျင်ပေါ့နော်ဒါဇောင်းတန်းအတီးတီးပြီးတော့အောက်မှာကျွန်တော်တို့ဒါအဲဖုံးကြီးကျောင်းတွေအများကြီးရှိတယ်အပတ်လဲပါပဲဆိုတော့အဲ့ဒီဖုံးကြီးကျောင်းတွေကနေကလာပြီးတော့ပေါ့နော် အာဖျားကိုဗာလဲလာရောက်ဖူးမျောတဲ့သူတွေပြီးတော့လာရောက်ဝတ်ပြုတဲ့သူတွေအချို့ဒိတ်ထန်လာလောက်ကြတဲ့သူတွေပြီးတော့ဒါဆေးဝါးလာကုတဲ့အနေနဲ့ရိုက်ခက်ကသူတွေအဲ့ဒီပတ်ဝန်းကျင်မှာတဲကြတာပါဆိုတော့အဲ့ဒီပတ်ဝန်းကျင်မှာမွေးစုရောင်းချသူတွေနဲ့ခိုးဆိုးလူနိုင်တွေရဲ့စကြက်တစ်ခုဖြစ်နေတာကျောင်းရဲ့မိသားစုဒါသူရဲ့ဈေးကွက်ဆိုတော့ ဘန်ယေစကန်ကတိလားဆိုရင်ဒါကိုလည်းသိတယ်ဒါပေမဲ့သူတို့လွတ်တဲ့သူတို့ပါဝင်ပတ်သက်တဲ့ကိစ္စဖြစ်နေတယ်ဆိုတာကျွန်တော်ထင်ရှားရှားမြင်တွေ့ရမှာဖြစ်တယ်ဘလောက်တိတော်မှခိုးဆုံလူနိုင်တွေများနေလဲဆိုစပိန်တွေ့ရင်စပိန်မှာခိုးတာအဲ့ဒီမှာရှိတဲ့ဒါကျွန်တော်တို့ဒါဇောင်းတန်းတွေမှာရှိတဲ့ဒါပဝင်းကျင်မှာရှိရပေါ့နော်အာဂျီမော်တာ ပြီးတော့အခြားသောပေါ့နော်ဆက်ဆက်ပစ္စည်းဖြုတ်လို့ရတဲ့အရာမှန်လည်းမအကုန်ဖြုတ်ပြီးတော့ခိုးကြတာဖြစ်တဲ့အကြောင်းတပ်သိထားရတယ်တော့နေဝင်းကျင်ကနေရန်ကုန်ကိုလာပြီးတော့ဆေးဝါးကုသတယ်အလေလာတဲ့သူတွေရွှေကုန်ဖျားဝင်းကျင်နဲ့ဘုံကြောင်တိလရှင်တွေမှာတက်ခိုလ်လေးရှိတယ်တက်ခိုလ်တဲ့ဒါရောက်လာတဲ့လူတွေပေါ့နော်သူတွေကိုလည်းပဲသူကအချိန်လုံးစောင့်ကြည့်နေကြတယ်ဆိုရင်ကတော့အဲ့ဒီမှာရှိနေတဲ့ကောင်တွေက ခိုးဆုံးလုံးနိုင်ကိုတာမင်လုပ်နေတဲ့သူတွေလည်းရှိတယ်။ဒါင်ဖွဲ့ပြီးတော့စနေတကြတရင်ပြတရင်ယူကျွန်တော်ချိတ်ဆက်ပြီးတော့လုဆောင်နေတဲ့ကောင်တွေလည်းရှိတယ်ဆိုတဲ့အကြောင်းမှာဗန်းမြို့နယ်ဝင်းကဘာလမ်းအနီးနေပြည်သူတအုပ်ကမွေစေဝါတွေဟာတဲ့အဲ့ဒီလမ်းထိပ်ကွန်ရဆိုင်တွေတိုင်းမှာပါရာစီတီမော့ဝယ်လို့မျိုးလိုလကူဝယ်လို့ရတယ်တဲ့အရန်ကို ဆိုရင်ထိတ်လန့်စရာအခြေအနေပါရှင်ကုန်ဖျားမှာအာဖျားလုံးလုံးရေးအမြီခံရှိနေတဲ့သူအများကြီးမဝင်ချင်ပပလဲအကုန်လုံးကျွန်တော်ပြောမိတာပဲဖျားရဇောင်းတန်းအောက်တွေမှာလက်ရှိဂျမ်ပါစစ်ခွစ်တက်ကကောင်းနေစစ်တပ်ထိုင်ချတဲ့နေရာသူတို့အခေါ် နေရာမှာသူ live တက်ဆွဲထားတယ်အဲ့ဒါရှည်တန်းကြောက်တယ်ဗောနော်ရှည်တန်းဟုတ်လေရှည်တန်းရှည်တန်းဆိုတဲ့နေရာမျိုးအထိပါသူတို့ကအဲ့ဒီနေရာကိုခေါ်တုံးဆဲတာဖြစ်တယ်ဆိုတော့လူငယ်ရေးတင်းကျပ်စာလည်းရှိနေတယ်ရေးတွေကလည်းအထက်ထက်ရှိနေတယ်ဗျာပြီးတော့ဘုရားလူငယ်ရေးဘုရားကောင်းကပ္ပတွေပြီးတော့ဘာဘာညာတွေဆိုတာကလည်းအဲ့ဒီမှာအုံနဲ့ကျင်းနဲ့ရှိတဲ့နေရာဒီလိုနေရာမျိုးမှာ W1 ကို Parasitic Mode လူလူမျိုး ။အပြားချင်းဒီဝယ်မလားတချမ်းဝယ်မလားဝယ်ချင်းတော့ဝယ်လို့ရတယ်ရောင်းဝယ်ဖောက်ကားနေတယ်ဈေးကွက်ကြီးတစ်ခုဖြစ်နေတယ်ဆိုတော့ဟုတ်ပြီ။ဒါကြောင့်ကျွန်တော်ပြောအဲ့မှာရှိတဲ့ရဲခွေတွေစစ်ခွေတွေအခုမွေးစေဝါးကြေးကျွန်နေဖြစ်နေကြတယ်ပြီးတော့ကျွန်တော်ရသပြည်သူတွေကိုလည်းပဲဒါနဲ့ပဲသူတွေဖြည့်ဆည်းထားတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာအဓိကကကျွန်တော်တို့တရားခံဖြစ်နေတာကကျွန်တော်တို့ဖျားကိုလာပြီးတော့ဒါဖူးမြော်ဖို့အတွက်လာတဲ့သူတွေပြီးတော့လဲပက်လာတဲ့သူတွေပြီးတော့ဆေးဝါးကုသ ဟိုဒါကြောင့်တဲခုတ်တဲ့အနေနဲ့ချက်ကသူတွေကအဲ့ဒီရဲ့ဈေးကွက်ကြီးဖြစ်နေတာပါအလှလဲခံတယ်ဒီမျိုးစုံနဲ့အလှခံတယ်ဗျာကျွန်တော်တို့ဒါအလှခံတယ်လို့လည်းပြောလို့ရတယ်ဗောနော်အချို့နေရာအချို့တွေမှာဆိုရင်ဒါတောင်းစားတဲ့လူတွေလည်းရှိတယ်ဆိုတော့တောင်းစားတဲ့ကတမျိုးပေါ့ဗျာအလှခံတာကတမျိုးပြီးတော့ခိုးဆိုးလူနိုင်တာကတမျိုးအဲ့ဒီမှာမှထပ်ပြီးတော့တွေ့ရမြင်ရ ဒါလက်လက်လိုမျိုးပြည့်ပစ္စည်းတိုင်းကိုမနေတာကပုံစံတစ်မျိုးပြီးတော့အဲ့ဒီမှာပဝင်းကျင်မှာရှိနေတယ်ပေါ့နော်ဒါအာဒီဒေသခံအချို့ရဲ့ဒါရေမော်တာတွေ့တယ်ဆိုတော့ရေမော်တာဆက်ကိုဖြုတ်သွားတာအစပိုင်းခဏရက်တရင်အောင်မှစပိုင်းကိုပါခိုးတဲ့အခြေအနေတကယ်ကိုစုပ်ပြတ်တတ်နေတဲ့နေရာကြီးလို့မျိုးဖြစ်နေတာကိုကျွန်တော်တို့ယင်းနဲ့ပွဲမြင်တွေ့နေရတာဖြစ်တယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့အထင်ကြီးရလို့လည်းပြောလို့ရတယ်။ကမ္ဘာကြီးကလည်းတည်နေတဲ့ဒီလိုနေရာမျိုးမှာ WNBC ဝတီကိုတရားဝင်ရောင်းချသုံးစွဲခွင့်ရနေတဲ့နေရာအဖြစ်ပြောင်းလဲသွားခြင်းရဲ့အဓိကလက်သေးတရားခံဘာတူလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေ comment မှာကြီးပေးလိုက်ပါ။ပါလာစနီမို့ဝဲလူမျိုးလွယ်လွယ်ကူကူဝဲလို့ရနေတဲ့နေရာရှေ့တခုဆောင်းနှန်းရှင်မြင်အသီးသီးနဲ့အဲဒီမှာရှိနေတဲ့စိုင်တိုင်းစိုင်တိုင်းမှာနောက်ဆုံးကွင့်ရဆိုင်မှာတောင်မှ တရားဝင်သွားမေးပြီးတော့ယူလို့ရတယ်ဝယ်လို့ရတယ်ကျွန်တော်မိသားစုဝင်ကျွန်တော်သတင်းကိုဘဘချက်ကောင်နေရလဲခုတ်ခိုးပြီးတော့ကြည့်တယ်ပြီးတော့သူတို့ကကျွန်တော်တို့သတင်းရဲ့ result တွေကိုယူပြီးတော့ဟိုဘက်ကိုပြန်ပြီးတော့ information လုတ်တယ်ပြန်ဖန်ခိုင်းတာတွေရှိတယ်မယုံရင်တော့အဲ့ဒီအာပကံပေါ်ပေါ်အလံပြဖျားတွင်းထဲမှာတဆွဲထားတဲ့စခွေးတစ်တိုက်ရှိတယ်အရာရှိဘုံကြီးအပါဝင်စီချူကြီးတွေအောက်မှာရှိတယ်လုံလုံရေးဆိုတဲ့အမြေကမ်းတွေအကုန်လုံးတန်းစီပြီးတော့စစ်စစ်လိုက်ပါ အကုန်စေးကြစီရကျွန်တော်အာမခံဘုံမှုဝအစတုံးတာနော်နောက်တော့ရှင်ဘုံပြားပေါ်မှာအုံးပြီးငပြောသည်ရောင်းနေတဲ့កောင်တွေကလည်းပဲကျွန်တော်ပြောရင်အများကြီးပါလာမယ်အချို့ပေါ့နော်အဲစကားကောက်လွဲတဲ့သူတွေပေါ့နော်လွဲတဲ့သူတွေဆိုရင်ဒါဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုတယ်ကျွန်တော်ကဘာသာရေးနဲ့ပတ်သက်ပြီးလုံးဝပြောဆိုနေတာမဟုတ်ဘူးဒါရွှေဘုံဖျားရဲ့ပဝင်းချင်းအနီးနားတွေမှာ ဒါအခုလိုမျိုးပေါ့နော်မွေးရေးဆေးဝါးရောင်းချနေတဲ့စကြက်ကြီးတစ်ခုအဖြစ်ဖန်တီးနေကြတယ်ဆိုတာတကယ့်ကိုရုပ်ဆိုးထီးကျန်လွန်းနေဆိုတာမျိုးကိုကျွန်တော်ကတိတာထင်ရှားစေတော့ဥပမာတွေနဲ့ကျွန်တော်ဖော်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီရွှေဘုံဖရာအနီးပတ်ဝန်းကျင်မှာဘာသာရေးရအထင်ကရနေရာမျိုးတွေအများကြီးရှိပါတယ်မွေးရေးဆေးဝါးဒါရောင်းဝယ်ဖောက်ကားနေပြီးတော့မွေးရေးဆေးဝါးသုံးဆွဲနေတဲ့ရဲတွေ စစ်သားတွေလည်းအများကြီးရှိနေတယ်ဆိုတော့သူတို့တွေဟာအခုလက်ရှိရောင်းနေတဲ့သူတွေကိုလည်းဒါငွေရယူထားတယ်ငွေရရင်ပြီးတော့မမြင်ကြအောင်စောင့်နေတာတွေကတကယ်ကိုရုပ်ပေါက်လွန်းတယ်လို့ဒေသခံပြည်သူကပြောဆိုထားတာဖြစ်တယ်ပြောလိုက်ရင်သူတို့လောက်ဖျားတရားကြည်ညိုတာသူတို့စစ်တပ်ပဲရှိပါတယ်ပြီးတော့အဲ့ဒီဖျားကိုခုံးလုတ်ပြီးတော့ မူရီစီဝါရောင်းစားနေတယ်ပြီးတော့အဲ့ဒီဖျားကိုခူလုံးလွတ်ပြီးတော့ခိုးဆိုးလူနိုင်ကိုကိုမွေးထားတာကလည်းပဲသူတို့စစ်တပ်ပဲဖြစ်တယ်လို့ဒေသခံပြည်သူကတည်င်းတီတီတတပေးထားတာဖြစ်ပါတယ်ဘန်စေးနာမှာမွေးစီဝါကိုပဲကြီးတော့ဝယ်လို့မျိုးဝယ်လို့ရတယ်ပဲကြီးတော့ဝယ်ရင်တော့မှစိုင်တိုင်းမှာသွားရှာရှင်မရဘူးတဲ့ W1 မွေးစီဝါကိုကြိုက်တဲ့စိုင်မှာသွားပေးဝယ်ရပါတယ်လို့ တတိပြုဖို့ထားတာဖြစ်ပါတယ်။ဘာကြောင့်ခေါ်ဝတ်တဲ့သူတွေကိုပြီးတော့ငွေစင်းတဲ့ပတ်သက်တဲ့သူတွေကို yes scan တွေကဖမ်းတယ်။ဒါပေမဲ့ခဏပဲဖမ်းပြီးတော့ငွေယူပြီးတော့ငွေစင်းတွေတင်ပြီးတော့ပြန်လွတ်တယ်ဆိုရဲအကြောင်းတွေကိုလည်းပဲကျွန်တော်တို့ကိုတတိပြုဖို့ထားတာဖြစ်တယ်။ရှင်ဘုရားအရှိတ်အမုတ်မှာဖျားပူလာတဲ့သူတွေကိုအလှခံနေတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီအလူခံနေတဲ့ဖွဲ့တွေကအလူခံပြီးတော့ရတဲ့ပတ်စံကိုမွေစေဝါတုံးဆွဲအတုံးပြုတ်နေတာအနေဆုံး6ဦးရှိပါတယ်လို့မျက်မြင်တွေ့တဲ့သူကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဒါကလက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာဖြစ်ပျက်နေရုပ်စုထီးကျန်လုံးတဲ့အကြောင်းတွေကျောင်းမိသားစုဝင်တွေကိုသိစေခြင်းတော့ကျွန်တော်ဖော်ပြနေခြင်းဖြစ်တယ်ဟုတ်ပြီ ဒါတွေအကုန်လုံးရဲ့အချုပ်ဒါတွေအကုန်လုံးရဲ့တည့်ရခံဘာတူလဲကြောင်းမိသားစုဝင်စဉ်းစားရတာအရန်ခက်နေတာမခံဘူးတော့ကျွန်တော်ဥပမာလေးတစ်ခုအနည်းဆုံးဥပမာလေးတစ်ခုကျွန်တော်ပြောပြမယ်ဝိစေဝအမှုနဲ့ဖန်ဆီးခံရတဲ့ DKBA က DKB ကအရာရှိဘူကြီးဆိုတဲ့ကောင်ကိုကျွန်တော်လက်ငွေ လက်ငွေမြန်မာကျပ်ငွေ3000ယူပြီးတော့ပြန်လို့ပေးဖို့ပြင်ဆင်ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်မိသားစုဝင်မကြသိခင်အဲ့ဒီသတင်းထွက်ပေါ်လာတယ်ဟုတ်တယ်ဟောကျွန်တော်မိသားစုဝင်နေအာခစ်တဲ့11မှာလည်းဖော်ပြခဲ့တယ်လို့ကျွန်တော်တို့ယူဆမိတယ်ဟုတ်ပြီ DB ဆိုတဲ့အဖွဲ့အစည်းတွေမှာအရာရှိဆိုတာကဘာမှမဟုတ်ဘူးဒါကျွန်တော်ကျွန်တော်သိနေတဲ့အကြောင်းပေါ့နော် အဲဒီကဘီတို့ PC တို့မှာအရာကြီးဖြစ်ဖို့ဆိုတော့ဘာမှမခက်ပါဘူးဆိုတော့တခါလေကျရင်ဒီကောင်တွေကမြို့ပြအထိရောက်လာကြတယ်မြို့ပြမှာ coffee sign တွေဖွင့်ထားတယ် restaurant တွေဖွင့်ထားတယ် beer sign တွေဖွင့်ထားတယ်အရက် sign တွေဖွင့်ထားတယ် KTV တွေဖွင့်ထားတယ် masses တွေဖွင့်ထားတယ်ကျွန်တော်တို့အုံသိတယ်ဒါကြောင့်လည်းပဲသူတို့ရဲ့အချိုးစီးပွားတွေအတွက်ပဲနေပြည်တော်မှာခွေးတိုက်စကားပြောနေကြတာအရှက်မရှိဟုတ်ပြီအခုဒီကဘီကအရာရှိပြီးတော့ အဲ့ဒီကောင်ကလက်ရှိပေါ့နော်အဖမ်းခံထားရတယ် security မှာပဲဆိုတော့အဖမ်းခံရတယ်ဖြစ်စဉ်ကလည်းပဲသူတို့ gate အချင်းချင်းဝင်မတည့်တာဘာကြောင့်လဲဆိုတော့ကုန်ကားနှစ်စီးနဲ့မြို့စီဝါအပြစ်တင်ဆောင်လာတာနော်ရန်ကုန်မြို့ကိုတည်လာတာသူတို့ကုန်ကားနှစ်စီးနဲ့ gate ဒီလိုဖြတ်လာခဲ့တယ်အဲ့ဒီကုန်ကားထဲမှာအမျိုးသား၄ဦးနဲ့အမျိုးသမီး၂ဦးပါတယ် အမျိုးသား၄ဦးထဲမှာ DGB ကအရာကြီးဆိုတဲ့ကောင်တစ်ကောင်ပါတယ်ပြီးတော့အကျန်းဖက်စစ်ခွတ်တက်ကတက်ချက်ကြီးတစ်ကောင်ပါလာတာဆိုတော့ဝီမတက်ဘူးသူတို့ချင်းချင်းပြဿနာရှာတယ်သူတို့ချင်းချင်းဖမ်းချလိုက်ဟုတ်ပြီအဲ့ဒီမိုးကြီးစီးပြီးဘယ်ကတည်လာဘယ်ကိကလှုပ်လိုက်တာအကုန်ဖမ်းပြီဗျာမဖမ်းဘူးအဲ့လိုမျိုးဝိစေဝအတွေ့ အများပြဖန်းစီသွားပြီးအဲ့ဒီငွေစီဝါတွေရောဘယ်ရောက်သွားတယ်ထင်တယ်ကျွန်တော်ယူသားဆိုစစ်တပ်အတွင်းထဲမှာပဲပြန်ပြီးတော့အကြောင်းဝယ်ဖောက်ကားကြတယ်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ထဲမှာပေါ့နော်ဒါလက်ရှိပေါ့နော်လက်ရှိစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဒီသားစုဝင်နဲ့ပတ်သက်တဲ့သူတွေလည်းရှိမယ်အရင်တော့ကတက်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့သူတွေလည်းရှိမယ်အခုအခြေအနေကတော်တော်လေးကိုပြောင်းလဲနေတာဖြစ်တယ်မွေးစေဝအလုံးအရင်းနဲ့ဝေချင်လာပတ်စံတာရှိစစ်တပ်မှာဝယ်လို့ရတယ် နေရအရောက်ပို့ပေးတာနော်နေရအရောက်ပို့ပေးတာဘယ်လိုမျိုးဘယ်လိုပစ္စည်းအရေးအတွက်လိုချင်လဲဘယ်လို quality မျိုးလိုချင်လဲအကုန်ရတယ်ငွေစေဝါနဲ့ပတ်သက်တဲ့ပစ္စည်းမှန်မြလက်ရှိအာနာယူအကြမ်းဖက်စစ်ခွေးတက်လက်ထဲကပဲထွက်လာဖြစ်တယ်ကျွန်တော်အကတတော့ AA အခုလက်ရှိသူတို့ဆစ်ရှုံးနေတဲ့အချိန်မှာငွေစေနဲ့ပတ်သက်ပြီးတော့ရန်ကုန်ထဲမှာဖမ်းမိတဲ့အာဒီနဲ့တကယ့်ကိုဒါစံချိန်တင်နေပဲကျွန်တော်ရမိသားစုနဲ့စံချိန်တင်နေပဲ စံညင်းပြင်းလေးလုံးဖမ်းပြီးတဲ့အချိန်မှာအာရကတက်တော့အေအေကိုသူကလှမ်းပြီးတော့အပြစ်တင်ဆွဲချက်ချာအာအာရကတက်တော့အေကမိုးရေးစေဝါလုပ်နေတာဒါဆိုရင်အဲ့ဒီပစ္စည်းတွေကရန်ကုန်ထဲကိုလိုရောက်လာတာလေချက်ချင်းလေးပါဒါကြောင့်လည်းဘုရားထင်းမြတ်နိုင်ရကြီးတာဒီကောင်းနေမှုအချက်မမဲ့ဟုတ်ပြီကောင်းနေစင်းလေလူလေးရောက်ပြီးတော့မတူပါတယ် အဲ့ဒီကုန်ကားကိုဖမ်းလိုက်ဖမ်းလိုက်တဲ့အချိန်မှာ DGB ကအရာရှိတအုပ်နဲ့စစ်ခွေးကတက်ချက်ကြီးပါတယ်။ဒါကျွန်တော်အများကြီးတဲ့အချက်လေးတစ်ချက်ကိုပဲပြောတာ။အခုအဲ့ဒီ DGB ရဲ့အရာရှိကိုလည်းပဲမြန်မာကျွန်ွေ3000ယူပြီးတော့လက်ယူပြီးတော့ပြန်လွတ်လိုက်ပြီးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်။အဲ့ဒီသတင်းကျွန်တော်တို့ဘက်ကအာကျွန်တော်တော်လန်တော့ဒီသတင်းဌာနတွေပေါ့နော်သတင်းဌာနတွေဘက်ကဥသွားလို့မဥသွားဘူးဆိုရင်အဲ့ဒီကောင်လွတ်သွားမှာ။မြန်မာကျွန်ွေ3000ဆိုတာ လက်လက်ကပ်ပြီးတော့စီဝိုင်းဆုံးနေတဲ့အဖွဲ့တွေအတွက်ဘာမှမဟုတ်ဘူးလွယ်လွယ်လေးအခုလက်ရှိတော်နိုင်ငံတကယ့်ကိုကတိကြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်ရေသားပြည်သူတို့တော့မြန်မာကျပ်ငွေ3000လောက်မပြောနဲ့မြန်မာကျပ်ငွေလေး2000တော့မှမရှိလို့မစားမတော့ရစေးမကုပဲနဲ့စေးုံအရှိမှာပဲအသေးခံနေရတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အခြေအနေနဲ့လက်လက်ကန်ပြီးတော့ စီဝိုင်းလုတ်နေတဲ့ကောင်တွေရဲ့အခြေအနေနဲ့တကယ့်ကိုမိုးနေပြီလို့ကွာချနေတယ်ကျွန်တော်မိသားစုဝင်တွေဒါကလက်ရှိမင်းအောင်ပိုင်းမစင်မချင်တဲ့အာနာယူပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့နိုင်ငံတွင်းအထင်ကြီးရပါဆိုတော့ရွှေတကုံလိုနေရာမျိုးမှာလည်းမူ ਈ စေဝါတွင်ကြကြပြပြရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကျွန်တော်ဖော်ပြခဲ့တာဖြစ်ပါဒီကြောင့်လည်းပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေသိရှိပြီးဖြစ်ပါတယ်မိမိတို့ရဲ့ထင်မြင်စကြက်ကိုကျွန်တော်ရဲ့ဗီဒီယို comment မှာ ရေးသားပေးဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းရင်းကျွန်တော်မိသားစုအားနဲ့တက်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါတယ်နည်းနည်းပေးစီဗီကပီချောင်းနဲ့ကျွန်တော်နိုင်ငံ train ထဲမှာရှိတဲ့မိသားစုဝင်တအူးချင်းတဲ့ဘေးရနဲ့ကင်းရှင်းမှာကြောင်လေးလေးနဲ့စတောင်းခြင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ